ဒီကနေ့သာသနာတော်လေး2569နှစ်ဩဇာသက်ကလေး1389ခုနှစ်နတော်လစံစေရခရစ်သက်ကလေး29ရက်17လပိုင်း2025စနေနေ့ကျေးဇူးမင်္ဂလာရှိတဲ့ယခုလိုနန်းနဲ့ခင်လေးချိန်မှာဖြစ်ဖန်မြို့အမ900ကျွဲ့အောင်နန်းလေးလန်းဒီ ကျောင်းတကာဤဥမ္မောင်မြို့ကျောင်းတကာမာယီတို့လူခုတို့ရဲ့သမိန်ဥပယရဲ့ဇနိဥတိန်ညွန်းโดမြင့်ဤဥစံကြည်ဒေါ်ချီဥကြည်လိုင်ဥအေးလိုင်ဒေါ်ဒီယီဝင်းဥသံထွေတို့ရဲ့ ယေရှုရှင်မိန်ခင်မြေရှိရမြေဆက်သောရတို့ရဲ့အဖွာကျောင်းတကာမိုက်တုံွေအောင်အသက်85နှစ်မရှိတော့တာကိုွယ်လွန်အနေဆရောက်သွားတော့ကိုအကြောင်းပြုပြီးတော့ကြံရည်တဲ့မိတ္တာစုမြာအမေရဲ့မေတ္တာအမေရဲ့ဂျေဇုး အဖွားရဲ့မေတ္တာအဖွားရဲ့ကျေးဇူးကိုအောင်းမေ့မျောပြီးတော့ဒီမနေ့ဘုရားမှုရှိသောသံဃာတော်များပြင်ဖိတ်ပြီးမူများလာစွာသောဆုံးခဲပွဲပေါ်စဉ်ချူချင်ရတာတည်းနဲ့စကလူတန်းပါတယ်ထို့အပြင်ဒကာဒကာမတို့ရဲ့ခင်မယားယင်းနှစ်ရာဖြစ်ကြတဲ့မိတ်ဆွေသင်္ကအပေါင်းတို့မှလည်းပဲဖိမှန်တကားပြုပြီးတော့ မူမြလာစွာသောဓမိန်ပေါ်စဉ်ချူချင်ရတာဒီနဲ့ကျွေးမွေးအောင်မှဖြစ်ပါတယ်။ဒါကြောင့်ဓမိန်မစားခင်လေးမှရေဆဲမချခင်လေးမှပြပြသည်များသောကုသိုလ်ကောင်းမှုအဆုစုကိုအလူဝထုအပေါ်မှာဝမ်းမြောက်ဝမ်းသာရှိအောင်7မိနစ်15မိနစ်လောက်တရားဟောကြားပေးမယ်။ ဒါကြောင့်လူရှင်များနဲ့တကွာတရားနာလာကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းတို့အားလုံးဖြစ်လျားဘဝတိုင်းဘဝတိုင်းမှာအတွေ့အခေါ်အယူအဆမှန်ကန်ဖို့ပညာပါရမီတွေတုတ်တဲ့ဘုကုသကောင်းမှုတရားတွေစတဲ့တပါတို့ပါဘောဒီမနဲ့ဆရာတော်ရဲ့ဓမ္မဒါနဆရာတော်ရဲ့ပေးလူချင်းတဲ့တရားနာမယ်ကတော့ရှိတော့လေသိမရှိတော့လေသိလို့အမိရတဲ့တရားတော်တရားနာမယ်ဘယ်လိုခေါ်သလဲရှိတော့လေ ရှိတော့လေသိမရှိတော့လေသိအဲ့ဒါဘဒူလေသဘောပေါက်ပြီဟုတ်လားမိဘနှစ်ပါးပါပဲလောကမှာမွေမွေချင်းဖွာဖွာချင်းကိုနဲ့အနေဆဆုံးကိုနဲ့အနေဆုံးဟာဘဒူလေမိဘနှစ်ပါးပါပဲเนาะ ရှင်ဥဇယမိထိုင်းစွာဩဘာစရိယမင်းနိဗ္ဗာမိဘလို့လဲခေါ်တယ်ပရမဥဆုံးဆရာလို့လဲခေါ်တယ်အဖေနဲ့အမေအမေနဲ့အဖေအဖေနဲ့အမေဟာဘုသူကယေရှုများလေလို့မိခဲ့မယ်ဆိုရင်တက္ကရာကမှနေဘလို့ပြန်ဖြေမလဲ အမေကကျေးဇူးများတယ်အမေကမိတ်ကလေးကယောက်ျားထက်ဘုဒ္ဓကိုကြည်လို့မာတာပိတုကုနောအနန္တအမေကရှစ်တန်းသိတာမဟုတ်ဘူးကျေးဇူးများလို့အမေကိုရှစ်တန်းသိလိုက်တယ်မာတာဆိုတာအမေပိတုဆိုတာအဘအဖေပေါ့อืม အဲ့ဒါမစင်စားတဝူဆိုရင်မိကလေးဒီကပဲယောက်ျားတဲ့ဘုဒ္ဓကိုကြည်တယ်လို့လို့သာတယ်လို့လို့မြတ်တယ်လို့လို့မြင့်တယ်လို့လို့ထင်စရာမကောင်းဘူးလားဟုတ်ပါတယ်တကယ်တမ်းကြတော့မိကလေးကအမေကအဖေတဲ့ကျေးဇူးများလို့ချစ်တမ်းတင်လိုက်တာပါမေကလီကယောက်ျားထက်ဘုဒ္ဓဂိုကြီးလိုရှစ်တန်းတင်လာတာမဟုတ်ဘူးအဲ့ဒါကိုလည်းသဘောပေါက်ဖို့လိုတယ် ဒါကြောင့်မို့လောကမှာနေရာအများဆုံးနေရာအခြေဆုံးကပတူလဲလို့မင်းအဖေအမိလဲဘာဖြစ်လို့နေရာများတာလဲအရာကျေရတာလဲဆိုတော့တတဝမှန်သမျှတတဝအာလုံးကအဖေနဲ့အမိယေရှုရှင်နှူးကိုဂိမ်းပြီးတော့ဝေဖွာတဲ့လူရှိရဲ့လားရှိပါဘူးဗျာဘယောစိတ်ကအစအကောင်သေးသေးလေးကအစ ။ဒီမှာပျော်စိတ်တွေချတယ်လေအဖေမေမရှိဘူးလား။ရှိပါဗျာ။အသိဉာဏ်မရှိတဲ့ကျွဲနွားတရိစ္ဆာန်အမျိုးမျိုးတွေကိုလည်းပဲမိဘနဲ့ပဲပေါက်ဖွာလာရတာပဲမိဘနဲ့ပဲချီးပြင်းလာရတာပဲ။အသိဉာဏ်ရှိတဲ့လူတွေနဲ့တိဉာဏ်မာတွေကလည်းပဲအဖေနဲ့ပဲအမေနဲ့ပဲချီးပြင်းလာရတယ်။အဖေအမေချောင်းပဲအသိဉာဏ်တွေထွာလာရတယ်များလာရတယ်။ဒါကြောင့်မို့အဖေနဲ့အမေဟာဂျေဇုအများဆုံး အခုအဖွာအသက်ဘယ်လောက်လဲ85နှစ်ဆိုတော့ပြုစုရတဲ့သားသမီးတွေကလည်းပဲတောင်းကြည့်ပါတယ်အဖေမေတွေအသက်ရှိရင်သူတို့လည်းကုသိုလ်ရသလိုသူတို့လည်းကုသိုလ်ပြုချိန်များများရတယ်ကြည်ရတဲ့သားသမီးတွေကလည်းပဲအဖေမေကို ပြုစုရတာနှိပ်ပေါင်းကြပါတဲ့အခါကျတော့တောင်းကြည့်ပါတယ်မကြည့်ဘူးလားကြည့်ပါတယ် အစိုးဖေဖေတွေအသက်ငယ်ငယ်ရွယ်ရွယ်နဲ့စုံပါသွားတာရှိတယ်စုံသွားတာရှိတယ်ဆရာတော်ဆိုအမေက40တောင်မှပြစ်လိုက်အောင်ထင်တယ်39နှစ်လောက်ဝင်လာမှသိတယ်ဘာမှမသိသေးတဲ့အရွယ်မနှုံမနှသေးတဲ့အရွယ်ငွေကလည်းမရှိဘူးသူတကလည်းမရှိအဖေကဘယ်လိုပြည့်စုံမလဲအမေကဘယ်လိုပြည့်စုံမလဲဘယ်လိုမှပြည့်စုံလို့မရဘူးအဲ့ဒီလိုပြည့်စုံရင်သာသမီတွေကလည်းပဲကန့်ဆိုးတယ်သူတို့ကလည်းပဲ ကုသိုလ်များများပြည့်ချိန်မရတဲ့အခါကျတော့သူတို့လည်းကန့်ဆိုးတယ်အခုအဘွားက85နှစ်ဆိုတော့อืมဖယားအသက်ထက်တောင်9နှစ်ကျော်သွားတယ်အခုလူသက်တန်နဲ့ဆိုရင်85နှစ်သက်တန်နဲ့တွဲမယ်ဆိုရင်အဘွားအဝါ9နှစ်10နှစ်လောက်နော်10နှစ်လောက်ကျော်သွားတယ်မကျော်ဘူးလားကျော်ပါဘူးอืม10နှစ်လောက်အဘွားပူပြီးတော့နေရတယ်10နှစ်လောက် စားတယ်10နှစ်လောက်များတယ်ဒါကြောင့်လောကမှာမွေမွေချင်းဖွာဖွာချင်းမိဘနဲ့ပဲကြီးပြင်းလာရတယ်မိဘနဲ့ပဲအသိဉာဏ်ရှိလာရတဲ့အခါကျတော့မိဘဂျေဇူးကိုမေ့လို့မရဘူးမေ့လို့မကောင်းဘူးမေ့လို့ကောင်းရဲ့လား ယေຊုရှိတော့ဒီတိုင်းထိုင်နေလို့မရဘူးဒီတိုင်းကြည့်နေလို့မရဘူးယေຊုကိုသိရမယ်ယေຊုကိုဘာဖြစ်လဲသိရမှာပါဗျာသိရုံနဲ့လည်းမပြီးဘူးယေຊုကိုထုတ်ဖော်ရတယ်ဒီကနေ့ဆိုရင်အဖွားရဲ့ယေຊုထုတ်ဖော်တာပဲငြိမ်းချမ်းတဲ့တရားနဲ့ထုတ်ဖော်တယ်ငြိမ်းချမ်းတဲ့တရားနဲ့ပြောပြတယ်သိရုံမပြီးဘူး ဟောယုံနဲ့လည်းမပြီးဘူးဂျေဇူးတွေကိုလည်းပဲစရမယ်သိပ်ဖို့စအတူကောက်ရတော့တူကောက်ရဘယ်လိုလဲသိပ်ဖို့စရှိတော့ကလည်းပဲဂျေဇူးစခဲ့ပြီးပြီးအခုမရှိတော့လဲဂျေဇူးစရပါတယ်အဖေမေအသက်ရှင်တဲ့အချိန်မှာအဖေမေအသက်ရှိတဲ့အချိန်မှာလည်းပဲသူတို့ရဲ့ဂျေဇူးကိုမမိဘူးသူတို့မရှိပြန်တော့လည်းပဲသူတို့ရဲ့ဂျေဇူးကို မမေ့ရဘူးဒါကြောင့်တရားနာမယ်ကရှိတော့လေသိမရှိတော့လေသိမိဘရှိတယ်မိဘယေရှုကိုမသိဘူးမိဘမရှိတော့ဘူးမိဘကိုလည်းသတိမရတော့ဘူးမိဘကိုလည်းပဲမေ့မေ့ပြောင်းပြောင်းဖြစ်မယ်ဆိုရင်လေဒီဆရာတော်စရတဲ့ကဗျာတစ်ပုဒ်ရှိတယ်အဲ့ဒါပိဋကတ်သုံးပုဒ်ကြည့်ပြီးတော့ကဗျာစရတာပဲယေရှုခြေပိဖာမိန်နှဖျား ။အိုမင်းလေပြီးသက်ကြီးစရာယောသေးပေလို့မကြွေသူမှစီးပွားရေးဘင်းဝေးစင်လို့ကွာ။နားလဲနားထောင်မှလဲမှပေါ့။ဒီတစ်ခေါက်လို့ဆိုကြည့်ရအောင်နော်။ကျေစုကြည်ပိဖာမိန်နှပြကျေစုကြည်ပိဖာမိန်နှပြဤရမဟုတ်လား အေးတော့ကြည်ကြည်ဆူရတယ်လေဒါမှပွင့်ထွက်သွားမှာပေါ့ကွင်းလည်းပွင့်ထွက်သွားမယ်ပိုက်လည်းခြောင်လာမယ်အာကောင်လည်းခြောင်လာမယ်ပြီးရင်သမင်းစားမယ်ဟုတ်လားอืมစားနိုင်မှအလုံးလုံးနိုင်မယ်လေอืมကဲတော့ပြန်ဆုမယ်နော်ကျေစုကြည်ပိဖာမိန်နှပြကျေစုကြည်ပိဖာမိန်နှပြဦးမိန်လေးပြီးတဲ့ကြည်စရာဦးမိန်လေးပြီးတဲ့ကြည်စရာ ယုတိပိလို့မကြွေသူမှာစီပွားရေကင်းဝေးစင်လို့กว่าစီပွားရေကင်းဝေးစင်လို့กว่าเจซูจีเปยผ้าไม่นะพยาโอมิเลปิตะจิสระโอมิเลปิตะจิสระยุติเปโล ွေသူမာကြည်ပွားရေကင်းဝေးစင်လို့กว่าသာဓုခမေမိဘရှိတဲ့တရားကမှမြမိဘကအိုမင်းလာပြီအသက်ကြီးလာပြီစရာထောင်းနေပြီ အိုမင်းမစွမ်းဖြစ်လာပြီးရှိနေပြီဆိုတော့ဘ누구ပြန်ကြည့်ရမလဲသားသမီးတွေကပြန်ကြည့်ရမယ်ပြန်ပြီးတော့စောင့်ရှောက်ရမယ်မြင်းမြင့်တွေကပြန်ပြီးတော့စောင့်ရှောက်ရမယ်ခုခေတ်ဆိုရင်အဖိုးအဖွားတွေကပို့ပြီးတော့ကျေးဇူးများသလားမသိမိန်းပါတွေကတခြားနိုင်ငံရောက်ကုန်ပြီကိုမာရလားကျုံနလာသုံးလမွေးပြီးတော့ဘုသူနဲ့အားလိုက်တာလေ။ဘုသူနဲ့အားလိုက်ပါလား။ အောင်နှမ်းမှာတော့မရှိတော့ဘူးထင်တယ်ပြန်ကုန်ပြီလားနှမ်းကုန်ပြီလားနှမ်းစကုန်ပြီနော်နေရာတိုင်းမှာရှိတယ်အင်းတချို့လည်းတခြားနေရာမှာရောက်တဲ့အခါကျတော့ကောင်းကောင်းမွန်မွန်နေတယ်ကောင်းကောင်းမွန်မွန်မိဘတွေကိုဟိုလူအရာကိုပို့ပေးတာပေါ့နော်တချို့လည်းစိတ်ရမ်းဝင်ပြီးတော့အစာအသောက်တွေဝင်လာပြီးတော့ဘဝမေ့သွားတာလည်းမရှိဘူးလားရှိပါလေခင်ဗျာ သူတို့သာသမိန်ကအဖေမေစီမှာပဲတနည်းနည်းလဲအပွားပွားပွားကြာလာတော့အပွားနေအမိဖြစ်လာရောအောင်တော့မတော့မရှိတော့သေးဘူးအဲစားတော့ဖိုးဖိုးဖိုးဖေမေမတွေ့တာကြာလာတဲ့ခါကျတော့အဖိုးကနေအများကြီးအများကြီးဒီခေတ်ဒီခါအင်းမများဘူးလားများပါဗျာဒါကြောင့်ဒီခေတ်ဒီခါအဖိုးအခွားကပဲပို့ပြီးတော့ယေရှုများတယ်လို့ကိုကမွေးပြီးပို့လိုက်တာပဲအားလိုက်တာပဲ။ အချို့ဆိုဘာမှမကြဘူးသုံးလနှစ်လသုံးလနဲ့အားရလည်းမရှိဘူးလားရှိပါပါဘုရားဒါကြောင့်ပြောချင်တာကအဖေမေလည်းယေရှုညာတယ်လို့အဖိုးဘွားလည်းယေရှုမများဘူးလားမှန်ပါပါဘုရားဦးကြီးဦးလေးတို့ကြီးတို့လေးတွေလည်းယေရှုမများဘူးလားမှန်ပါပါဘုရားဒါကယေရှုရှင်ဒီတိုင်ကြည့်နေလို့မရဘူးယေရှုကိုစားရမယ်ယေရှုကိုထုတ်ဖော်ရမယ်ယေရှုကိုစားရမယ် ယေຊုစနိုင်အောင်ယေຊုထုတ်ဖို့နိုင်အောင်ကိုမှဘာဒခံရှိတယ်လေ။အဖေမေပြင်းယရနာသုကရင်ဆရာသမားရင်အနန္တအနန္တဘယ်နှပါလဲ။အမှန်ပါပါဗျာ။ကဲလင်္ကာလေးနဲ့ဆိုကြည့်အောင်။ဖယားကုန်ကိုသီလူသောခါအလိမ္မာတရားကိုမြင်အောင်ရှာအလိမ္မာတရားကိုမြင်အောင်ရှာ ဘုရားကောဟာ အနန္တမူဘုရားကောဟာအနန္တမူစံပြเสียဘယ်မှာမပေါ်လာစံပြเสียဘယ်မှာမပေါ်လာတရားကုန်လဲဒီတိုင်းပဲနော်သံဃာကုန်လဲဒီတိုင်းပဲအကုန်လုံးယူဝင်တော့ကြာသွားမှာဆိုလို့ကဲမိဘမိဘကုန်ကိုသိလို့သောခာမိဘကုန်ကိုသိလို့သောခာအလိမ္မာတရားကို မြင်အောင်ရှာ ိမ္ဘဗုဟာအနန္တမုမိမ္ဘဗုဟာအနန္တမုစံပြစရာဘယ်မှာမပေါ်လာစံပြစရာဘယ်မှာမပေါ်လာဆရာကုန်ကိုသီလူတော်ကအလိမ္မာတရားကိုမြင်အောင်ရှာအလိမ္မာတရားကိုမြင်အောင်ရှာဆရာကုန်ဟာအနန္တ ပြเสียရာဘယ်မှာမပေါ်လာအဖို့ဖွားကုန်ကိုတည်လူသောခါအလိမ်မာတရားကိုမြင်အောင်ရှာဖို့ဖွားကုန်ဟာအနန္တမူစံပြเสียရာဘယ်မှာမပေါ်လာအရုကုန်မယ် လောကမှာကျေစုစလို့မကုန်နိုင်တဲ့အနန္တ၅ပါးဖယားတရားသံဃာမိဘဆရာသမားအဖိုးဖွာထဲ့မယ်ဆိုရင်အများကြီးပေါ့ဟုတ်တယ်မဟုတ်လားခင်ရဆွေမျိုးမယားအိမ်ကောင်းကိုယ့်အပေါ်ကောင်းတဲ့ပုံကွာဆွေမတော်တော်လဲဆွေမျိုးပါပဲ ဆွေမျိုးတော့ဆွေမျိုးပဲကို့အပေါ်မကောင်းဘူးဆိုရင်လူဆိုင်မဖြစ်သွားဘူးလားဖြစ်သွားပါတယ်ခင်ဗျာဟိုနမအချင်းချင်းတော့မှတချို့ပါပဲလေတဲ့လားအောင်နမတော့တဲ့ကြတယ်ထင်တယ်မတဲ့ရင်လည်းရေကြီးနေတယ်လေရေကြီးတော့မကုန်ကြဘူးလားအဲကုန်ကြရတယ်နော်ကုန်ကြတဲ့အခါတော့မတဲ့ရင်မဖြစ်ဘူးလေတဲ့ကိုတဲ့ရမယ်မင်းဟာအခလုံးသားဒီတိုင်းပဲနော် လောကလူလောကလူဟာအဲကုတ်ရရတယ်ကဲရရတယ်မဆားရရတယ်ထောပန်းရရတယ်တရားနဲ့တရားဒီတိုင်းကြည့်လို့နေလို့မဖြစ်ဘူးတဘာဝဘီဒီကလည်းပဲဖောက်ပြန်လာတယ်လူတွေကလည်းဖောက်ပြန်လာလူတွေကလည်းသိမ့်မှန်တော့ဘူးအဲ့တော့လင်ကားရဲ့အတိတ်တွေကတော့ရှင်းရှင်းလေးပါပဲယရနာဒုက္ခရဲ့ကုတ်ကိုသိချင်းအလိမ္မာကိုရှာရမယ် ဘယ်မှာရှာရမှာလဲဆိုတော့အလိမ္မာစာမှာရှိသည်ကုတ်ကူပါလေရှေကုတ်ကူပါလားကုတ်ကူပါပဲအလိမ္မာကုတ်ကူပါရှိတယ်နော်ဟုတ်တယ်မလိမ္မာမလိုက်ပါမယ်နဲ့ဒီလောက်ဝေးတဲ့ခကြီးကိုပြန်ရောက်နိုင်ပါမလားအဲ့ဒါလည်းသူရပြန်တယ်စေရဏဩသတတရားအပြည့်ဝရှိလို့ပြန်ရောက်တာလမ်းကလည်းကျန်းသေးမကျန်းဘူးလားကျန်းပါပဲတော့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 ကုစရာတော့သွားရအောင်မေ တော့ဒီဒီလာရလာပြီလာပြီကျော်ဆိုရင်အပါဆရာတော်ကတော့ကာစီတာဝါဒနာပါလို့အခုတည်းသိကောင်းမှုတာတကောင်းမရှိဘူး။ဒီကနေမန္တလေးထိတဲ့ကောင်းမှုကာစီလို့မဝအောင်လေစီရတာတော့မဝသေးတယ်။ဘာဖြစ်လဲဆိုတော့နားလေထွက်တယ်လေစီဇောကပိတောင်တဲ့တယ်လို့ပဲ။ဟွန်းတဲ့တဲ့နဲ့ပစာကိုဟနေရလေထွက်အောင်လေ။မှန်ရလား။အဲဇောကပိတောင် အလိမ္မာတရားကိုရှာရမယ်ဆိုတာအလိမ္မာစာမှာရှိတယ်။စာများများဖတ်စာများများဖတ်ရင်သူများနဲ့ရှင်လိုက်ခေါင်းတလုံးသားတယ်။အဲ့ဒါပဲဇာယေဇရာကပြောတာလေ။အောင်သိင်းခြင်းတယ်။ဇာယေဇရာဘုလည်းအောင်သိင်းစာလည်းမဖတ်ဖတ်တော့ဖတ်လည်းမမှတ်။음သူများမေးလဲဘာမှမသိတခါမှမကြဘူးမရောက်ဘူးမသိဘူး။음အဲ့ဒီလိုမျိုးဆိုလို့ရှိရင်တော့လူညံ့ဘော စာမျက်များဖဖပြီးလဲမမပြီးလဲကျင့်ဖမကျင့်ဘာဖြစ်လဲခုနကတော့သိမ့်ဖို့စအခုကဖမကျင့်อืมတရားလဲများများနာရမယ်များများနာများများမှများများကျင့်နာမှကျင့်ဘာဖြစ်လဲဖမကျင့်ပါဗျာလောလောပဲများများမရှိဘူးအဲ့လိုမျိုးဆိုရင် ယရဏသောပါရဲ့ခြေစုပ်ကိုလည်းပဲမမြေဘူးမိဘရဲ့ခြေစုပ်ကိုလည်းပဲမမြေတော့ဘူးဆရာသမားဘိုးဘွားဦးကြည်ဦးလေးအကိုကြီးအမကြီးရဲ့ခြေစုပ်တွေကိုလည်းပဲမမြေဘူးအပေါင်းအသင်းရောင်းရေးတငယ်ချင်းတွေရဲ့ခြေစုပ်တွေကိုလည်းပဲမမြေဘူးအဲ့ဒီလိုပုံကူမျိုးတွေဆိုရင်မကြီးပွားဘူးလားဘာပဲလုံးလုံးကြီးပွားတယ်အိုပြည်တွင်းမှာနေမလားကြီးပွားမယ်ပြည်ပမှာသွားနေမလားလူချစ်လူခင်ပေါ်များမယ်မမြင်နိုင်တဲ့ နတ်ဒီမြန်မာတွေလည်းပဲဆောင်းရှောက်မယ်ကြီးပွားမယ်ပုံကူမိမရှိတယ်မိမရဲ့ဂျေစုကိုမသိဘူးအဖိုးဘွားရှိတယ်ဖိုးဘွားဂျေစုကိုမသိဘူးဆိုလို့ရှိရင်စီးပွားရေးကိန်းဝေးစင်လို့กว่าဘာပဲလုံးလုံးအစိမ့်မပြေဘူးဒါဆရာရွေးလင်ကတဲ့မှာအတိတ်ပဲအဲ့ဒီလိုထွက်လာတယ် ါကြောင့်မလို့အခုသာသမိတ်ဒီလည်းပဲအမေအဖို့ကအာဂျေစုပြီးပြီးဟောဝါစခတ်ခဲ့ပြီးပြီးကြေခဲ့ပြီးပြီးဆိုတော့ဝန်တာဆရာမဖြစ်လာဘူးလားရှိတော့လေဝန်တာတယ်မရှိတော့လေဝန်တာတယ်ရှိတော့လေသိတယ်မရှိတော့လေသိတယ်အဲ့တော့ဂျေစုကြည်ပြီးတဲ့အခါကျတော့ဒီနေရာမှာနှလုံးသွင်းရမှာက လောကမှာရောက်လာတဲ့ပုဂ္ဂိုလ်သတ္တဝါမှန်သမျှသာဘေသင်္ခါရအနိစ္စာမြင်မြင်သမျှသင်္ခါရလူလဲသင်္ခါရဣစီလဲလူလဲမမြင်ဣစီလဲမမြင်အခုရေတော့ပြန်ချသွားပါပြီထိုင်းနိုင်ငံရဲ့တောင်ပိုင်းဟရိုင်မြို့မှာဆရာတော်ခုနှစ်ရက်လောက်တွားနေဘူးလေ ဒေရလင်ကနေပညာတော်သိမ့်ပြီးတော့ပြန်လာတဲ့အခါမှာထိုင်ရနေပြန်လာမယ်ဒါနဲ့ထိုင်းဗီဇာမရတဲ့အခါကျတော့မလေးရှားမှာသွားဆောင်ရတယ်မလေးရှားမှာဘယ်နှလရတယ်ဆိုတော့တခါသူ့ရင်6လ6လအထိနေလို့ရတယ်မလေးရှားမလေးရှားနေပြီးတော့ထိုင်းနိုင်ငံကိုပြန်လာဖို့ဟာဗီဇာရတယ်လေရင်နဲ့ပြန်လာရင်ရင်ကိ1200လောက်ကုန်တယ်အော်1200ဆိုရင်မြန်မာငွေနဲ့တွဲလိုက် အဲ့ချိန်ကတော့ဆို70သိန်းတော့ကျော်တယ်အပ70သိန်းကျော်တယ်အကုန်များတာပေါ့ဒါဆိုရင်ပရှောင်လိုက်တယ်ဟိုပီနံဘယ်ကိုပရှောင်ရှောင်လိုက်တယ်ပီနံမြို့ဆိုတာတရုတ်မြို့လိုပါပဲဗုဒ္ဓဘာသာတွေများတယ်ပီနံနေပြီးတော့မလေးကိုပြန်လာတာသူကမလေးနဲ့ထိုင်းနဲ့လေနေစားမယ်နေစားတော့မဟုတ် ညဝတီနဲ့မဲဆောက်နေဆောက်လို့မျိုးမဟုတ်ဂျာမာမြင်းမရှိဘူးဟိုမှာကုန်းပဲမြေပြန့်ပဲอืมတဘာရဲပဲမှာဘိတ်ဟိုအဲ့တလုံးအဲ့ကြီးကြီးတလုံးနဲ့ပြန်လာတာဟာတဘာရဲပဲသင်ငယ်ချင်းတွေကတော့စူးရင်နေတယ်อืมဒါပေမဲ့ဘာမှမဖြစ်ဘူးနေဆောက်ပြန်ရောက်တဲ့ခါကျတော့ထိုင်ဖိုးကြီးနဲ့ဘာနဲ့ပြန်တွေ့တယ်ဖိုးကြီးချင်းချင်းဆိုတော့အားရှိလာတာပေါ့ထိုင်နိုင်ငံကိုဝင်ဝင်ချင်းနလထုတ်လိုက် တခါသူရနလဘယ်နလလဲအဲ့ဒီမှာသင်ငယ်ချင်းတပါဟာရင်ပြုတ်တယ်မှာဘုဒ္ဓဘာသာတက္ကသိုလ်ပြန်လာတဲ့တယ်သူသူရှိလို့ပေါ့ဦးစင်းပြန်လာတာသူနဲ့တွေ့ပြီးတော့ဟာရင်ပြုတ်တယ်မှာခုနှစ်ရက်လောက်နေလိုက်တယ်တက္ကရကမတင်နေအဲ့ဒီဘယ်ဟာဘယ်ဟာဟိုမြန်မာနိုင်ငံကလူတွေဆိုရင်ဘယ်မှာလဲဆိုတော့အဲ့ဒီကြိုင်စိတ်ကြီးပြရများတယ်နေတာ အခုလောလောဆယ်ရေကြီးနေလို့ရေပြန်ကြတာလည်းပဲနှုတ်တွေထတာလေ။အိုးဒုက္ခတွေရောက်လဲဆုံးရှုံးတာလဲအများကြီးသိတာလဲအများကြီး။ဒါလူလဲသင်္ခါရပြီးစီလဲသင်္ခါရအဖွာလဲသင်္ခါရဒုတထွေလဲဒီနေ့ကျရင်လိုက်သွားရမယ်။အဖွာက မပြောတော့လည်းပဲပြောတော့ကဲသို့အဖွာကတတိမပေးတော့လည်း ပေးတကယ်သူဟောနေရှိသွားမယ်။အဝိကတကုံနဲ့ယူဆပြီးတော့တရားပွဲသိကြရအောင်နော်။တရားနာမယ်ကပြန်ပြောရှိလေသိမရှိလေသိကဲမမြဲတဲ့အနေအဆဆင်းရဲတဲ့ဒုက္ခ ကိုယ့်ဟာကိုယ်အစုမရတဲ့အနာတလင်္ကာသုံးပုဒ်ကိုယူဆိုပြီးတော့တရားပွဲသိကြရဟောမနေရလို့သေးချာဒုက္ခမနေရလို့သေးချာဒုက္ခဘုနာကူကပါမြတ်ပါမြတ်ပါမဘုနာကူကပါမြတ်ပါမပစ္စည်းဟုကမြုံမြမပါ โอปิฏฐากัญญะกูนอกบาနောက်ဆုံးကြတော့ကိုနောက်ကိုမပါပွားမလဲကိုပြုတ်တာနဲ့ကုသိုလ်နဲ့အကုသိုလ်နှမျိုးပဲပါမယ်နော်သာသမီလည်းပါမသွားပစ္စည်းဥစ္စာလည်းပါမသွားဘူးဒါကြောင့်မို့အသက်ရှင်တဲ့အချိန်မှာတတိလည်းနေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုတွေများများ ပြုပါလို့ အပမတိနသံပါတိထာအပမတိနမမိမလျောမပေါ်မဆာမပြေထံသောတတိတရားဖြင့်သံပါတိထာစိတ်၌လွန်ချုပ်ကိုတွင်လောအောင်အတိအတိပြီးဆုံးကြစေကုန်လော